မင်္ဂလာပါရှင်ရှမ်းကိုမီဒီယာကကြိုဆိုပါရစေ။မိုင်းဖြတ်မြို့နယ်၌ဖြီတောင်စုဝင်ကြီးဦးခင်မောင်၏နေဆက်ဖြတ်ကျော်မိခုံမြွေရွှေချားရေးဆိုင်ရာတွေ့ဆုံပွဲသို့တက်ရောက်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ တယံဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရည်သည်မေလာခွန်ရက်နေ့မွန်လွဲ၁၂နှစ်ခွဲကရှမ်းပြည်နယ်ရှေးပိုင်းမိုင်းဖြက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်သည် နေဆက်ဖြတ်ကျော်မိခိုမြို့ငွေညဉ့်ညံမှုလျှော့ချရေးဆိုင်ရာတွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည် ရှေးဦးစွာပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရေကနေဆက်ဖြတ်ကြောင်းမိခုံးမြငွေညဉ့်ညံမှုလျှော့ချရေးဆိုင်ရာတိခေါင်းစရာများတော်မီနှင့်တောင်ယာမီများမရှို့ရင်မိဘပြည်သူများကပူပေါင်းပါဝင်ဆောင်ရွက်ပေးရနှင့်ပတ်သက်၍အဖွဲ့အစည်းစကားပြောကြားခဲ့ပါသည်ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာဆန်ဦးကနေဆက်ဖြတ်ကျော်မိခုံမျိုးငွေညဉ့်ညံမှုလျှော့ချရေးနှင့်ပတ်သက်၍ဆွေးနွေးတင်ပြခဲ့ပါသည် ရန်နောက်တစ်တော်ဦးစီးဌာနမှညွှန်ကြားရမှုကြောင့်ဒေါက်တာတောင်းနိုင်ဦးကတစ်တော်များမှသဘာဝပတ်ဝန်းကျင်နဲ့လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်ပံ့ပိုးပေးနေသည့်အခြေအနေများမြန်မာနိုင်ငံ၏ဇီဝမျိုးစုံမျိုးကွဲနှင့်ဂေဟာစနစ်ကျွေးဝါမှုဆိုင်ရာတည်ခေါင်းစရာများကိုပရိုဂျက်တာဖြင့်အခြေတဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည် ဆက်လက်၍ရန်ကုန်မြို့ The Royal Thai Embassy မှာပေးပို့လာသည့်မမြင်နိုင်သော လူသက်သမား PN2.5 ဗီဒီယိုကလစ်ကို ပြသပေးခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတွေ့ဆုံပွဲသို့နေမြေခံတည်ရင်မှတာဝန်ရှိသူများအမတ်တဲတပ်တူတွင်လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးဒေါက်တာအောင်သူရင်ဝင်းနှင့်တာဝန်ရှိသူများမိုင်ဖြန်မိုင်အောင်မြို့နယ်များများမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဌာနဆိုင်ရာများတိုင်းရင်းသားစပ်ပင်နှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များရက်ကွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုများလူမှုရေးအသင်းအဖွဲ့များဒေသခံပြည်သူများ စုစုပေါင်း320ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။